မင်္ဂလာပါရှင်ဒီနေ့တော့အာလူးစနစ်မကင်လေးလုပ်ပါမယ်ရင်ဦးဆုံးအာလူးလေးတွေကိုပြုတ်ထားပြီးတော့မှခြေထားပြီးလိုက်ပါရရှင်ညက်သွားတဲ့အထိခြေပါတယ်ဒါလေးကတော့ရွှေကြည်မုံလေးကိုစန်ချိန်ခွဲနဲ့တစ်ခွက်သုံးပါတယ်ဒီတစိ့လေးပါပြီးရင်တော့နေနေကအုံဒီမုတ်ကိုစန်ချင်ခွက်နဲ့တစ်ခွက်ထည့်ပါရယ်။တကြားကိုစန်ချင်ခွက်ရဲ့တဝက်ထည့်ပါရယ်။နှုတ်စင်းစန်ချင်ခွက်နဲ့တစ်ခွက်ထည့်ပါရယ်။ နွားနို့ဆန်ချင်ခွန်းနဲ့တစ်ခွက်ထည့်ပါရယ်ကျဲဥတလုံးဖောက်ထည့်ပါရယ်စားကတော့လဖဲ့ရည်စွန်းတစွန်းစာသုံးပါရယ်ရှင်ဒါလေးကတော့ရေဆန်ချင်ခွန်းနဲ့နှစ်ခွက်ထည့်ပါရယ်ရှင်ပြန်တော့ထောပတ်စီစန်ချင်းခွက်နဲ့တဝက်ထည့်ပါရယ်ဒါစန်ချင်းခွက်လေးကိုပဲသုံးပြီးတော့လှုပ်သွားတာပါအားလုံးကိုရောသမအောင်မှွေပါရှင်မှွေပါနော်အားလုံးကို ရောသမသွားတဲ့အထိမှွေပေးရပါမယ် ကဲရောသမသွားပြီဆိုရင်တော့သူ့ကိုအိုးလေးလေးကိုထည့်ပြီးတော့မှမှွေပါတယ်ရှင်ဒါမီးလေးနဲ့ပေါ့နော်သူ့ကိုရေရီခန်းသွားတဲ့အထိခက်ခဲလေးဖြစ်တဲ့အထိမှွေပေးပါမှွေပေးပါမှွေပေးပါတရားတော့ဆက်မိုလီနာဆိုတာဒီ brand လေးကိုအိန္ဒိယဆိုင်တွေမှာရှာဝေလို့ရပါတယ်ရှင်။ဒါမြန်မာတွေရဲ့ရွှေကြည်မှုတစ်စိမ့်နဲ့အတူတူပါပဲ။ coconut powder မရရင် coconut milk သုံးပါ ရေခမ်းသွားပြီဆိုရင် ထောပတ်တုတ်ထားတဲ့ဘန်းလေးတွေကိုထည့်ပါရရှင်။ဒါလေးကိုဒီလိုလေးထည့်လိုက်ပါတယ်။သူ့ကိုချုံချုံမွေ့မွေ့လေးပြန့်သွားအောင်ထောပတ်စီလေးပေါ်ကနေဖြန်းပြီးတဲ့ခါကျတော့မှ သူ့ကိုချုံချုံမွေ့မွေ့လေးဖြစ်သွားအောင်ဖိပေးလိုက်ပါတယ်။ကဲဒီလိုလေးအပေါ်မျက်နှာပြန်လေးချောသွားပြီဆိုလို့ရှင်တော့ ဘိန်းစီပါ poppy seed ဆိုပြီးတဲ့ခါကျတော့အိန္ဒိယ site လေးမှာပဲရပါတယ်ဒါလေးကိုပေါ်ကနေဖြန်းပါတယ်ရှင်ပေါ်ကနေဖြန်းလိုက်ပါတယ်ဘိန်းစီလေးပါအိန္ဒိယဆိုင်နေမှာပဲရှာဝဲပါပြီးရင်တော့နင်နီက cheese အနံလေးရချင်လို့အဘောက cheese လေးနည်းနည်းဖြန်လိုက်ပါရရှင်သူ့ကိုဒီလိုမျိုးလေးအုပ်ပြီးတဲ့ခါကျတော့မှနင်နီက bake ပြန်ပြီးတော့ မိနစ်20လောက် oven ထဲမှာထည့်ပြီးတော့ဖုတ်လိုက်ပါတယ် oven မရှင်းတော့မီးဖိုပေါ်မှာပဲအိုးနဲ့အပူလေးနှက်ထားပါ recipe လေးကတော့ဒီလိုလေးပါရှင်